ညဝရီမြို့နယ် KK Park ဝင်းထဲကကြားဖြတ်ငွေလင်ကိုင်းဝင်းထဲနေထောင်နဲ့ချီပြီးမဲဆောက်ဖက်ချံကိုထွက်ပြေးရမှာအဝေးရောက်အရာဝတီအတင်းအားအစားအစာနဲ့တောက်ရည်တွေတွားရောက်ကူညီပေးနေရပါတယ်။မောင်တို့သတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ကရင်ပြည်နယ်ညဝရီမြို့နယ် KK Park ဝင်းထဲကကြားဖြတ်ငွေလင်ရာဇဝတ်ကိုင်းကိုစစ်ကောင်စီတပ်ကဝင်းစီးမယ်လို့သတင်းရတာကြောင့်ကြားဖြတ်လုပ်သားတွေမဲဆောက်မြို့ကိုထွက်ပြေးလာနေကြရမှာ ဒေသခံထိုင်းအာဏာပိုင်ရဲ့တောင်းဆိုချက်အရ OIA ကလှုပ်ဆောင်ပေးနေရတာလို့ဆိုပါတယ်ဟောဒီခေခေဖတ်ကိုဒီမြန်မာစစ်တပ်ကအဝယ်စီးရပေါ့ဝယ်စီးတဲ့အချိန်မှာတချို့အလုတ်သမားတွေပေါ့နော်အဲတချို့ကျတော့လေမြန်မာပဲချမ်းမှာပဲအာတိတ်ချောင်နေတာရှိတယ်တချို့ကျတော့လေအာစစ်တပ်တွေကြာပြီးတော့ထိုင်းဘက်ကန်းကိုကူးလာပြီးတော့ထိုင်းရဲ့သက်ဆိုင်ရာအာဏာပိုင်တွေစီမှာသူတို့လာပြီးတော့ခိုးလုံနေပေါ့နော် ဆိုတော့တို့ကကျွန်တော်တို့ network ကိုအကူအညီတောင်းလာတယ်။ဟာဒီလူတွေနဲ့ပတ်သက်ပြီးတော့ဒီအစားအသောက်လေးတွေရေလေးတွေအာကိုနိုင်ရေကိုပါပေါ့။ဆိုတော့ကကျွန်တော်တို့ကလည်းအာကျွန်တော်တို့ရဲ့ဒီ network ထဲမှာပါတဲ့ partner တွေပေါ့နော်။အာအဲ့ဒီဖွဲ့တွေကအာကျွန်တော်တို့တို့ကိုထမင်းနဲ့ရေပေါ့ဗျာ။အာဒါလေးတွေတော့ပေးတယ်။အဓိကတော့ဟိုအချုပ်ထဲမှာအထိမ့်သိမ့်ခံထားရတဲ့အချုပ်ထဲဆိုတာတဲ့အထိမ့်သိမ့်ခံထားရတဲ့သူတွေပေါ့နော်။အာအဲ့ဒီတွေကိုထမင်းလေးတွေရေလေးတွေတော့ပေးပြပါလေဟော။ ထွက်ပြေးလာကြသူတွေဟာတရုတ်အိန္ဒိယနီပေါ်ကနေဒါဗီယက်နမ်သီရိလင်္ကာအီသီယိုးပီးယားနဲ့ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံပေါင်း22နိုင်ငံကဖြစ်ပြီးအခုအခါမှာမဲဆောက်ကို2000ကျော်လောက်ရောက်ရှိနေပြီလို့သိရပါတယ်။အာဥပမာဆိုရမှာလေဝင်းရှိရဒေါ်ရှ်လောဝန်ထမ်းမှာဆိုရင်လူ200ကျော်ရှိတယ်။ အာတို့ကျွန်တော်ကိုဟာထမင်းဘလောက်လိုလဲရေဘလောက်လိုလဲပြောရင်အာကျွန်တော်တို့ဒီမှာရှိတဲ့အဖွဲလေး၂ဖွဲ၃ဖွဲပေါင်းပြီးတော့အာထမင်းပေးတဲ့အဖွဲကပေးတယ်ထမင်းရောရေရောပေးတာလည်းရှိတယ်ရေပေးတာလည်းရှိတယ်ပေါ့နော်အာတော့ပေးလိုက်တယ်အာပြီးသွားလို့ရှိရင်ကျွန်တော်တို့တော့ပေးတဲ့ဆိုတဲ့အကြောင်းကျွန်တော်တို့လိုအပ်တဲ့မှတ်တမ်းဓာတ်ပုံလေးရိုက်တယ်အာဒီလောက်ပဲကျွန်တော်တို့ပြန်လာလိုက်တယ်ပေါ့နော်အဲ့ဒီလိုပဲကျွန်တော်တို့တံတားနှစ်ပတ်မှလည်းအာလက်ခံထားတဲ့နေရာရှိတယ်အဲ့ဒီမှာလည်းကျွန်တော်တို့နောက်ဝက်ထဲကအခြားအဖွဲတစ်ဖွဲရပဲအာတော့ပြီးတော့အာပေးပေးတယ်ပေါ့ဟုတ်မလေးရှားနိုင်ငံမှာအော်တိုဘားလ26ရက်ကျင်းပမဲ့ အာဆီယံထိပ်သီးညီလာခံအကြိုကာလ KK ပတ်ကိုဖမ်းဆီးပြနေတာကလည်းဟန်ပြလုတ်ရက်လို့ပြောဆိုနေကြတာပါအတူရောက်မှာပဲအဲဒါတော့လုံးဝအတူရောက်မှာအာလည်းလုတ်လုတ်ကွက်လုတ်ပြတာပဲအာဆီယံအစီဝေးနဲ့အမိလုတ်ကွက်လုတ်ပြတာပဲဒါကအာတော့ဒီမှာဒီဂျာပန်အာဂျာပန်ကအခုဒီမှာဒီ KK ပတ်တစ်ခုတော့လုတ်လို့လည်းမပြီးပါဘူး ်အကဲနတော့ဆက်လုံးမတချောလုံးမှရှိတယ်အတကယ်လုံးမှဆိုလို့ရှိရင်တော့အကုန်လုံးတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းလုံးနိုင်တော့အကောင်းဆုံးပေါ့အခုကတော့တစ်ခုတည်းလုံးပြတာဒါကတော့လုံးပြတာပေါ့ဒီခါမှာဂျင်းဂျင်းနော်အော်ဒီဆေးဟုတ်စုဒီစက်တက်ထဲမှာဟောဒါကြားဖြန့်ဟောအတူတူပဲလေသူတို့ကလူကိုလူမျိုးတံပိုးမထားဘူးပေါ့နော်သူတို့ရဲ့ အဲကိုကျိုးစီးပွားဘုသူတသိငတိမာပြီးရောဆိုပြီးတော့ပဲအကုန်လုံးလူလူဂုံတိတ်ခါတံပိုးဘာမှမရှိပဲနဲ့တို့ရဲ့စနစ်ကြီးနှစ်ခုလုံးကအတူတူပါပဲအာနာသိစစ်တပ်ကလည်းဒီနေ့မှာပဲကြားဖြတ်နိုင်ငံသား138ဦးဖမ်းဆီးရရှိထားကြောင်းကြေညာပါတယ်ဒါအပြင်6လကျော်ကာလအတွင်းကြားဖြတ်နိုင်ငံသား9669ဦးဖမ်းဆီးခဲ့ပြီး9339ဦးပြန်လွတ်ပေးခဲ့ပြီးဖြစ်တာကြောင့် ောက်ထပ်အယောက်330ပဲပြန်ပို့ဖို့ကြံတော့ကြောင်းစစ်တပ်သတင်းစာမှာကြေညာထားပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ